အားလုံးပဲမင်္ဂလာပါ Kick off Talk MM ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်နာမည်ဆိုးထက်ဆန်ပါဆိုတော့ဒီဗီဒီယိုလေးကကျွန်တော်ဒီ channel အတွက်ကိုပထမဆုံးတင်တဲ့ဗီဒီယိုဖြစ်ပါတယ်အဲ channel မိတ်ဆက်ဗီဒီယိုသဘောမျိုးပေါ့နော်ဆိုတော့ဒီ channel လေးမှာကျွန်တော်အနေနဲ့ဘောလုံးမွေးနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ content တွေကိုတင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဘောလုံးမွေးနဲ့သက်ဆိုင်နေဆိုတော့ပွဲကျုပ်သုံးသက်ချက်တွေပါမယ်ပွဲပြီးသုံးသက်ချက်တွေပါမယ်နောက်ပြီးတော့ဘောလုံးအသင်းအနေနဲ့သက်ဆိုင်တဲ့တဲ့င်းတွေကစားသမားတွေနဲ့သက်ဆိုင်တဲ့တဲ့င်းတွေ အဲပြီးတော့တခြားတခြားကျွန်တော်တို့ဘောလုံးလောကတွေကစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာတွေပေါ့နော်အဲ့လို content မျိုးတွေကိုကျွန်တော်တင်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့အဲဒီနေရာမှာကျွန်တော်တခုပြောချင်တာကကျွန်တော်က tactical ဘိုင်းကိုအများကြီးနားလဲကျွမ်းကျင်နေတဲ့သူမဟုတ်ပါဘူးကျွန်တော်ဒီတိုင်းဝါသနာရှင်ပဲပေါ့နော်ဆိုတော့ဝါသနာရှင်ပဲဆိုတော့ကျွန်တော်ဝါသနာရှင်ဆန်ဆန်ပဲပြောတော့မှာဖြစ်ပါတယ်ပွဲကျုပ်30ချက်တွေရောပွဲပြီး30ချက်တွေရောအဲကျွန်တော်အနေနဲ့ tactical အကြောင်းတွေအများကြီးမပါဘဲနဲ့ အဲကျွန်တော်တို့ပုံမှန်ပေါ်ရိုင်းစုပြီးတော့လက်ဖေးဆိုင်မှာပြောကြသလိုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းပေါ်ရိုင်းစုပြီးတော့ပေါ်လုံးဝဲကြည့်ရင်လည်းတော်ကီပုတ်ကြသလိုမျိုးအဲ့လိုမျိုးပုံစံမျိုးနဲ့ပြောသွားမှာဖြစ်ပါတယ်ဆိုတော့အဲနောက်တစ်ခုကကျွန်တော်တို့ပေါ်လုံးဝဲကြောင်းပြောကြပြီဆိုလို့ရှိရင်ကျွန်တော်ဘယ်အသင်းအားပေးလဲလဲပြောဖို့လိုတာပေါ့နော်ဆိုတော့ကျွန်တော် Manchester United အသင်းပရိသတ်ပါအဲ Die Hard Manchester United fan ပါဒါပေမဲ့လည်း Manchester United ပရိသတ်ဖြစ်လို့ဆိုပြီးတော့ကျွန်တော်အဲ bias တွေများပြီးတော့ လိုမျိုးကိုသိန်းကိုဖာထေးပြီးပြောတာမျိုးလုပ်မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ပိုဆဲမှာပါကိုသိန်းကအခုတည့်ရတိုင်းပဲစုပ်ပြတ်တက်နေရဗျာဆိုတော့စုပ်ပြတ်တက်နေတဲ့အချိန်ဒီမှာတော့ဟိုပတ်လိုက်ပြီးတော့ပြောစရာတော့မရှိပါဘူးပြောစရာကောင်းွက်ပြောစရာလည်းမရှိပါဘူးဆိုတော့အဲ bias ဖြစ်မှာတော့စိတ်ပူစရာမလိုဘူးပေါ့နော်ကျွန်တော်ပိုဆဲဖို့ပဲရှိပါတယ်နောက်တစ်ခုကကျွန်တော်ကအဲဘောလုံးပွဲတွေကိုကြိုက်တယ်ဗျာ ကျွန်တော်အအကြိုက်ဆုံးအားကစားဘောလုံးအားကစားပေါ့နော်ဆိုတော့အဟိုးငငယ်လေးတဲ့ဘောလုံးပွဲကြီးတယ်အဲ့ကလေးကဒီလိုဘောလုံးပွဲအကြောင်းတွေပြောနေရတယ်ဆိုလို့ရှင်ပျော်တယ်ဗျာဆိုတော့အဲ့ဒါအဲ့စိတ်တစ်ခုတည်းနဲ့ပဲကျွန်တော်ဒီ channel လေးကိုထောင်ပြစ်ခဲ့တာပေါ့နော်ထောင်ပြီးတော့ကျွန်တော်ဒီမှာလဲကျွန်တော်ပျော်တဲ့ဘောလုံးပွဲနဲ့သက်ဆိုင်တဲ့အကြောင်းတွေကိုကျွန်တော်တင်ပေးသွားမယ်ပေါ့ဆိုတော့အဲနောက်တစ်ခုကကျွန်တော် Facebook မှာလဲဒီ Kick Off Talk MM ဆိုတော့ နာမည်နဲ့ပဲ page တွေဖွင့်လာပါတယ်ဆိုတော့အဲ့ page ကိုလည်း like and follow လုပ်ပေးကြပါဒီ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးထားကြဖို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီလောက်ပါပဲနောက်ရက်ဒီမှာကျွန်တော်တို့ပွဲကြိုးသုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေနဲ့အတူတူပြန်လာခဲ့ပါမယ်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်